တင်ဆက်ပေးမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာဂေါ်ဘီလုတထုံစီကို၂၀၀ကျပ်သာရှိလို့တောင်သူများတင်းရနေရှိပြီးတော့ရုံးပေါ်နေတဲ့ဒရင်ဖြစ်ပါတယ်။ရှမ်းတောင်မှာဂေါ်ဘီလုဝယ်လို့မရှိတဲ့အပြင်ဂေါ်ဘီတထုံကို၁၀၀၂၀၀ကျပ်ထိစေကြဆင်းနေတဲ့အတွက်တောင်သူတွေမှာတင်းရနေရှိပြီးတော့ရုံးပေါ်နေရလို့ဈေးကွက်တောင်ဝန်ထမ်းတွေကနေပြီးတော့မှသိရပါဗျ။ ကော်ဗီဒ်ကြောင့်ထုံကို100 200ကျောက်တရာရှိတဲ့အတွက်ရှမိုင်းရှင်နေနေနဲ့ကော်ဗီဒ်ကိုခုပြောင်းရှာတာမျိုးမလုပ်တော့ဘဲနဲ့လိုအပ်တဲ့သူတွေကိုအခမဲ့ခုခွင့်ပေးနေတယ်လို့နေဝေးမှယူလို့သူတွေကိုလည်းတင်ပေးနေကြောင်းအခင်မှာကြန့်ရှိတဲ့ကော်ဗီဒ်တွေကိုတော့အခင်လိုက်ဖြစ်ဖြစ်နေရတယ်လို့သိရပါတယ်ကော်ဗစ်တထုပ်ကိုငွေကြေးတထောင်ထက်ရောင်ရာမှာစိုက်ယုံမှုကုန်ကြဆေးပြရမယ်ရှင်ဒီမှာတထုပ်ကိုအများဆုံးမှာ200ကျပ်တရာရှိတာကြောင့်အရင်းအောင်ပြန်မရတဲ့အတွက်တိတ်ရနေရှိပြီးတော့အရှုံးကြီးမနေတာပါ ရှမာရှင်နေနေနဲ့အရင်ကကော်ပီတိုတထုပ်ကိုတထောင်ကျော်ရောင်းရရပြီးယခုမေလာရောက်မှာကော်ပီတိုဈေးတွေဟာထူးခြားစင်လာလို့သိရပါတယ်ရှမ်းတော်အောင်ပန်းကုန်စည်စည်းပွဲမှာပုံမှန်ဆိုရဲကော်ဗစ်တထုပ်ကိုရှောင်းရကြမှာတထောင်ကျပ်တည်စီရှိပါတယ်။ရှမ်းပြည်နယ်ပြင်ပအခြားတိုင်းနဲ့ပြည်နယ်တွေမှာတော့နေရာနီးဝိတေပို့ဆောင်ရစီရဲ့ပေါ်လိုက်ပြီးတော့ကော်ဗစ်တထုပ်ကို၄000ကျပ်လောက်အထိပေါက်စီးရှိခဲ့လို့သိရပါတယ်။ အခုချိန်မှာတော့ကော်ပီတိုကိုမန္တလေးပါဝင်တခြားဒေသတွေကဝယ်လိုအမရှိသလောက်ရောက်ကြလာလို့ဈေးကျဆင်းနေသလိုမိုးရွာသွန်းမှုတွေများတာကြောင့်အထမခံလို့ရှမ်းနောက်ဒေသတွေမှာပဲအရောင်းဝယ်မရှိသလောက်ဖြစ်နေရလို့သိရပါတယ်ဒီသတင်းကိုတော့မြစ်တူကွာပေးဖို့လားပါ